အဲ့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားအသေးစိတ်ကလေးဘလို့ပြောထားသေးလဲဆိုတော့ကို့မှာတကယ်လို့သဒ္ဓါတရားမရှိသေးဘူးဆိုရင်ကို့မိတ်ရွှေမှာပြည်စုံနေတဲ့သဒ္ဓါတရားကိုအတူယူအားကျပြီးတော့ငါလဲသဒ္ဓါတရားနဲ့ပြည်စုံအောင်လုပ်မယ်ဒီစိတ်မျိုးမွေးရဟုတ်လားကို့မှာတီလာမပြည်စုံသေးဘူးဆိုရင်ကို့ပေါင်းသင်းနေတဲ့အဲ့ဒီမြင့်မြတ်တဲ့မိကောင်းရွှေကောင်းဒီကကိုချင်းတီလာကိုအားကျအတူယူပြီးတော့ငါလဲတီလာနဲ့ပြည်စုံအောင်လုပ်မယ်ဟုတ်လား သူဒီမှာရှိတဲ့ကောင်းတဲ့သဘောတွေကိုကိုတန်တန်မှလည်းရှိလာအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ပေါင်းတယ်မှအဲ့ဒါကလျာဏတိုက်ကလျာဏမိတ္တတမ္ပတာကပြည့်စုံတယ်။သူသူကောင်းတာငါလည်းမဆိုင်ဘူးအတူယူအားမသိအားကြအားမမသိဘူးဆိုရင်တော့ဒါမိကောင်းဆွေကောင်းနဲ့ပေါင်းတင်ခြင်းအင်္ဂါရဟာမပြည့်စုံဘူး။ဟုတ်ပြီနော်။အဲ့ဒါဒီပြည့်စုံပံဘဝမသေးခင်မှာအစဉ်ပြေခြင်းနဲ့ဆိုလို့ရှိရင် ပြည့်စုံရမယ်။နော်အရာဌာနကြီး၄မျိုး ဥထာဏသံဗရာဝရိယရှိရမယ်အရခသံဗရာစောင့်ရှောက်ရမယ်ကလျာဏမိတ်ဓာသံဗရာမိကောင်းရွှေကောင်းရှိရဒီရောက်သွားပြီနော် နောက်လေးခုမြောက်ကပါပြောတော့တမဇီဝိဒသံဗရာသူ့ကိုနားလဲအောင်အလွယ်ပြောရရင်တော့ဝင်ငွေနဲ့ထွန်းငွေကိုညီညွတ်မျှတတ်အောင်ကြည့်ရှုပြီးတော့သုံးဆွဲတရအများကြီးရှာနိုင်ပြီးတော့နည်းနည်းလေးသုံးတာကိုလည်းမြတ်စွာဘုရားမချီးမွမ်းဘူး နည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးနိုင်သုံးကျင်တာကိုလည်းမြတ်စွာဘုရားအချီးမောင်းဘူးကိုဘလောက်သုံးမလဲဆိုတဲ့ကိစ္စဟာကိုဘလောက်ရှာနိုင်တယ်လဲဆိုတာကိုကြည့်ပြီးတော့သုံးဆွဲရမယ်လို့အဲ့လိုလေးသင်ပေးတယ်မြတ်စွာဘုရားရဲ့ကရုဏာဘလောက်ထိကြီးလဲဆိုရင်ဥပမာလေးနဲ့ပြောတယ်နားလည်စေခြင်းလို့မြတ်စွာဘုရားကချိန်ဝင်နေကိုထည့်ပြီးတော့တစုံတစ်ခုကိုချိန်ပြီးဆိုရင်ဘုန်းဘုရားကတေးသေးချာချာဒီဘက်ကနော်စောက်ထိုးကြီးကြာသွားသလားဒီဘက်ကပေါ့နေသလား တည်တည်ချာချာလေးညီညွတ်အောင်မျှတအောင်ချိန်ခွင်ကိုချိန်ကြည့်တာမျိုးရှိဘူးလားအဲ့ဒါဝင်ငွေနဲ့ထွက်ငွေကိုချိန်ငွေနဲ့ထည့်ချိန်တယ်လို့မျိုးကိုချိန်ပြီးတော့သုံးရမယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဟုတ်လားအဲ့ဒါနည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးရင်တဲ့လူဟာဘာနဲ့တူလဲဆိုရင်တပန်းစီစားတဲ့လူနဲ့တူတယ်တဲ့ဒါဘဟုတုဒ္ဒပြောပြတာနော်မြတ်စွာဘုရားဟောဖော်ပြထားတဲ့ဒေသနာ တပန်းစီစားတဲ့လူကဘယ်လိုတုံးဆိုတော့စားကျင်တာကတော့တလုံးပဲဒါပေမဲ့အောက်ကဒုံးနဲ့ပြစ်ချလိုက်တာဟာဆလင်းကလုံးကျွေသွားကျန်တာတွေပါဖြစ်သွားပျက်စီးသွားတပန်းစီစားတဲ့လူလို့ကဲ့ရဲ့ခံရတယ်ဘယ်လိုလူမျိုးလဲနည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးကျင်တဲ့လူကိုယ်နဲ့မတန်မရာတွေသုံးတယ်နော်အများစုကသုံးရဆွဲကြတဲ့နေရာမှာကိုယ်ဝင်ငွေကိုကြည့်ပြီးတော့မသုံးကြဘဲနဲ့ကိုယ်ဝင်ကျင်ကိုကြည့်ပြီးတော့သုံးကြတာအလွန်လွဲမှားသူကသူပဲလေကိုကကိုပဲ ူနဲ့ကိုယ်နဲ့တူစရာမလိုဘူးလေဟုတ်လားအဓိကဘလို့သုံးရမှာလဲကိုယ့်ရဲ့ဝင်ငွေကိုကြည့်ပြီးတော့သုံးရမှာနော်မြတ်စွာဘုရားနည်းနည်းရှာပြီးတော့အများကြီးသုံးတာကိုလည်းမကြိုက်ဘူးအများကြီးရှာနိုင်ပြီးတော့နည်းနည်းလေးသုံးတာကိုလည်းမကြိုက်ဘူးသူအများကြီးရှာနိုင်တယ်သူနည်းနည်းလေးပဲသုံးတယ်နှမျောလုံးအားကြည့်ပြီးတော့သိရင်ဘာဖြစ်မှာတော့ထားခဲ့ရရှုံးတယ်သူ့အတွက်အဲ့ဒါကိုမြတ်စွာဘုရားဘလို့ပြောတော့ဆိုတော့ ူများရဲ့ကဲ့ရတာကိုအဲ့လူခံရလိမ့်မယ်တဲ့ဒီလူဟာအားကိုးရမဲ့သေသွားရတဲ့လူသနာစရာလုံကောင်းအများကြီးရှာပြီးတော့ပြီးတော့ဗာလဲသူလည်းဘာမှသုံးမသွားဒီသဘောပြောတာနော်ဒါကြောင့်ပြစ္ဆုတ်ပံဒီဘဝမှာအစဉ်ပြေခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်တမ္ပရာဘဏ္ဍပါတို့၄ပါးဥဌာဏတမ္ပရာထကြွလုံးလာဝရိယနဲ့ပြည့်စုံရမယ်အရခတမ္ပရာရထတာလေးကိုမပြည့်စည်အောင်စောင့်ရှောက်တဲ့ရမယ်ကလျာဏမိတ်တတမ္ပရာ တတ္တသီလစာကပညာအယီသွေး၄မျိုး ਨੇ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုပေါင်းသင်ဆက်ဆံရမယ်။နော်။တမဇီဝိတသမရဝင်ငွေနဲ့တွက်ငွေကိုမျှတအောင်ကြည့်ရှုပြီးတော့သုံးဆွဲတဲ့ရမယ်။ဒါဆိုရင်သေချာပေါက်ဒီလိုဟာဒီဘဝမှာအဆင်ပြေလိမ့်မယ်တဲ့။ဒါလူငယ်ပိုင်းလူလက်ပိုင်းကိုအဓိကဥတည်ပြီးတော့ပြောတာနော်။ဒီထိုင်းနိုင်ငံမှာကျင်းပတဲ့တရားပွဲတွေမှာကြည်လိုက်ရင်လူငယ်လေးတွေကြည်ပဲဟုတ်လား။အဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့ပြောပြန်တယ်။ အဲ့ဒီပြည်စုံချင်း၄မျိုးနဲ့ပြည်စုံလို့ရရှိထားတဲ့ဥစ္စာစည်းစိမ်ချမ်းသာခြင်းတွေဟာအဖြစ်၄မျိုးနဲ့တွေ့ရင်လည်းပျက်စီးသွားအောင်မေတဲ့ဟောလာပြန်ပြီအဖြစ်ဘယ်နှမျိုးလုံး၄မျိုးတဲ့အဲ့ဒီအဖြစ်၄မျိုးကိုမြတ်စွာဘုရားဘယ်လိုပြောတုံးဆိုတော့အဋ္ဌိရုဒ္ဒမိမကျူးအပြောပါမက်နာသူရာဒုဒ္ဒအယက်သေးတာတောက်စားတယ်မူရစီဝါကျူး အခဒုဒ္ဒရအခဆိုတာကနန်းဒုဒ္ဒဆိုတာကစားတာပေါ့နော်ခြေထိုးတာအခုခေတ်မှာနော်ဒီဖုန်းထဲမှာဂိမ်းမျိုးစုံရှိဟုတ်လားအများကြီးဒီလောင်းကစားကိုသာဝါသနာပါမယ်ဆိုရင်လှုပ်เสียရနေပေတွေဟာအချေအဲ့ဒါပါတော့အဖြတ်တွေဝင်လာတာနော်အဋ္ဌိဒုဒ္ဒအပျော်ပါမဲ့တယ်သူဒ္ဒဒုဒ္ဒအရက်တော့တယ်လွယ်လွယ်လေးပြောတာနော်ခွန်မောင်ကဟုတ်လား ပြီးတော့ပါတော့အခဒုဒ္ဒလောင်ကစားကျူးတယ်ပါပမိတ်တာမိတ်ဆွေပြက်ရှိတယ်မကောင်းတဲ့အမှုအကျင့်ရှိတဲ့အကြီးအသွေးမရှိတဲ့ညံဖျင်းတဲ့လူရဲ့ပေါ်မှာတန်ရုံတင်ပြတ်နိုင်မှုသူနဲ့ပဲပေါင်းတယ်ဟုတ်လားအဲ့ဒါဆိုရင်သေချာပေါ့စောစောကကောင်းခြင်း၄မျိုးကြောင့်ရထားတဲ့ချမ်းသာမှုတွေဟာဒီအဖြစ်၄မျိုးဝင်လာတာနဲ့သေချာပေါ့ပြည့်စည်သွားလိမ့်မယ်ဟုတ်ရနော်မြတ်စွာဘုရားအဲ့ဒါကိုဥမာလေးပြပြီးတော့ပြောရတယ်ဩော တစ်ဖက်10ခန်းချင်းရှိတယ်တဲ့တစ်ဖက်10ခန်းဆိုတာဘုန်းဘုန်းတို့တစ်ဖက်က6ရှိတယ်အဲ့ဒါကိုဒီအဝကနေပိတ်လိုက်ရေပြင်းကြီးဖြစ်နေမှာနော်လိုတလောက်ဖွင့်ချပြီးတော့သုံးမယ်ဒါကိုဘာခေါ်တော့တစ်ဖက်10ခန်းခေါ်တာဟုတ်လားအဲ့ဒီတစ်ဖက်10ခန်းကြီးမှာတဲ့အထက်ကလည်းမိုးတွေရွာနေတယ်ထွန်းပေါက်ကိုလည်းပိတ်ထားမယ်ဆိုရင်သေချာပေါက်ဒီခန်းကြီးဟာရေတွေပြည့်နေအထက်မှာလည်းမိုးမရွာဘူးထွန်းပေါက်တွေကိုလည်းအကုန်ဖွင့်ထားတယ်ဆိုရင်သေချာပေါက်ဒီခန်းထဲမှာရေတစ်စက်မှမရှိဟုတ်လား အဲ့ဒါမြတ်စွာဘုရားကသောသောကတံ္မာတရား၄ပါးကအဲ့ဒါဝင်ပေါက်အခုပြောတဲ့မိမကျူတယ်အရက်ကျူတယ်လောင်ကစားကျူတယ်မိတ်ဆွေပြည့်ရှိတယ်ဒါပါတော့ထွက်ပေါက်ကြီး၄ပေါက်အဲ့ဒီထွက်ပေါက်၄ပေါက်ကိုမပိတ်မပိတ်နိုင်ဘူးဆိုရင်အပေါ်ကဝင်ပေါက်တွေဘလောက်ပဲအကောင်းနေနေမဖြစ်သားမလို့အာမဖတ်တယ်မှာမဟုတ်ဒါမြတ်စွာဘုရားရဲ့မြင်တော်မူတဲ့တပ္ပညုတဉာဏ်နဲ့ကရုဏာရှိသားပြီးတော့ပြောထားတဲ့စကားလေး ခုဘုံတို့ဒီပလင်မောတက်ပြီးတော့ပေးသက်တို့ကိုပြောနေတယ်ဆိုတာကိုပိုင်စကားတခွမှမပါဘူးကိုတိတာမျက်နှာဘာမှမရှိဘူးဘသူစကားတွေကိုယူပြောနေတာတော့မြတ်စွာဘုရားရဲ့စကားကိုယူပြောနေတာနော်ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားတွေလို့မြတ်စွာဘုရားရဲ့အပေါ်မှာနော်မြင်သည်အထိတရားစကားနားထောင်နေတဲ့အချိန်မှာယုံကြည်မှုကိုအဲ့ဒီအထိမလုပ်ထားရမလို့ပုတ်လွတ်ထားရတယ်ဘုန်းကြီးပြောနေတာမဟုတ်ဒါမြတ်စွာဘုရားပြောနေတာကိုတစင်ပြောနေတာလို့ဒီလိုနားလည်ထားရမယ်နော်ဒါမှပို့ပြီးတော့ လင်းနှမှုဟာရှိမှာဟုတ်လားခုမြတ်စွာဘုရားပြစ္ဆုံးပါမှာချမ်းသာခြင်းနဲ့ဆိုရင် ပြည့်စုံမှုဘယ်နှမျိုးနဲ့ပြည့်စုံရမှာတော့လေးမျိုးဖြစ်နေပြီနော်စကားတွေဟုတ်လားလုံလဝရိယနဲ့ပြည့်စုံရမယ်စောင်းရှောင်းမှုနဲ့ပြည့်စုံရမယ်မိကောင်းဆွေကောင်းနဲ့ပြည့်စုံရမယ်ဝင်ငွေထွက်ငွေကိုမျှတအောင်ကြီးစုပြီးတော့ပုံဆွဲတဲ့ရဒါပြည့်စုံခြင်းလေးမျိုးဘာမှလို့ပြောလိုက်တယ်ဟုတ်လားဒီ၄မျိုးနဲ့ပြည်စုံတော့လည်းပဲအဖြစ်၄မျိုးနဲ့ပြည်စုံနေမယ်ဆိုရင်ဘာလို့ဥမ